မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လည်ရေးတပ်သားတွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်နဲ့အတူရုရှားနိုင်ငံသားတွေပါပါဝင်တိုက်ခိုက်နေတယ်လို့ဒေသခံတွေနဲ့စစ်ရေးနှုဆက်သူတွေပြောဆိုကြအရသိရပါဗယ်။မေလ22ရက်နေ့ကလေးကညောင်ဦးမြို့နယ်အနောက်ချမ်းနဲ့ညောင်ဦးကျောက်ပောင်ကားလန်အနောက်ပိုင်းတွေမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းနဲ့ရုရှားနိုင်ငံသားအချို့ကဒရုန်းမောင်းနေသူတွေအဖြစ်ပါဝင်နေတယ်လို့တင်ကားတွေပါတဲ့စစ်ကြောင်းတွေမှာလည်းလိုက်ပါနေကြောင်းသိရပါဗယ်။ ညာဦးမြို့နယ်အနောက်ဘက်ခြမ်းမှာတော့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ရုရှားတွေပါလာလဲဟုတ်တယ်။ဒရုန်းပေါင်းတဲ့ကောင်တွေ၃ယောက်၁ယောက်ကစစ်ကြောင်းနဲ့ပါတယ်၊၂ယောက်ကတောင်စင်းရဲစခန်းထဲမှာနေတာလို့သိရတယ်လို့ဒေသခံစီရင်နီးစပ်သူတဦးက BBN ကိုပြောပါတယ်။ညာဦးမြို့ဝင်မှာတင်ကားငါးစီးရထားတာအဲ့ဒီရှိမှနိုင်ငံသား၃ယောက်စစ်ယူနီဖောင်းတွေနဲ့တွေ့တယ်။ကျွန်တော်ကအစကတရုတ်တွေမှတ်နေတာ ီးတော့မှသူတို့ကရုရှားလူတွေပြောနေကြတာလို့ကြီးသွားပြည်သူတဦးကလည်းသူတွေ့ကြုံခဲ့ရတာကိုပြောပြပါဗါးညာဦးမြို့နယ်ထနောင်းကုန်းပြည်ရွာအနီးရှိဆက်ဆက်ရုံရောင်ပိစုကနေပုပ်ပွားတောင်ကြီးအထိတိုက်ပွဲတွေဖြစ်ပွားနေသလိုကြောက်ပရောင်းညာဦးကလည်းအနောက်ဖက်နက်ပလင်ရွာကြောက်ပြင်ကန်ရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးအဆိုပါတင်ကားတွေပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာညအောင်မြို့ဝင်ခမရ၄တင်ကားမှာအထိုင်ချခဲ့တယ်လို့လက်ရှိ တောင်စင်းရဲစခန်းမှာအထိုင်ချထားကြောင်းနဲ့ကြောက်ပရောင်ပုတ်ပွားနဲ့၆ဘွဲ့တွေကိုဥတီနေတယ်လို့သတင်းရရှိထားပါတယ်။